အားသာဝါလာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာနေ့လေခင်ဗျာခင်ဗျာဧပြီလ17ရက်နေ့ရက်နောက်ဆုံးရအာဆင်နယ်နေ့လေကသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ပထမဦးတင်ဖို့ကတော့ David Onstein ဖော်ပြထားတဲ့ ပရီးမီးယားလိကလပ်ဘုံမောက်အသင်းရဲ့ခက်စားသားမဒင်းဟုဆင်းနဲ့ပတ်သက်ပြီးဖော်ပြပေးသွားပါပါအရင်တော့ကဒီကစားသမားကိုသဘောကျတယ်မှာဆိုရင်ရီယယ်မက်ဒစ်ပါဝင်အသင်းကြီးတော်တော်များသဘောကျတာအခုအွန်စတိန်ရဲ့ဖော်ပြထားချက်အရဆိုရင်တော့လီဗာပူးချယ်စီနယူကာဆယ်နဲ့အပြိုင်အာဆင်နယ်ကလည်းဒီကစားသမားကိုခိုးဖို့အတွက်ဆွေးနွေးမှုလမ်းကြောင်းတွေကိုစတင်ဝင်ရောက်လာပြီဆိုပြီးတော့အွန်စတိန်ကဖော်ပြသွားပါတယ်ပြီးခဲ့တဲ့အပတ်ကပဲဒီကစားသမားရဲ့အေဂျင့်နဲ့အာဆင်နယ်သင်းတာဝန်ရှိသူတွေကြားမှာဆွေးနွေးမှုတချို့လုပ်ခဲ့သေးတယ်ဆိုပြီးသူကဖော်ပြသွားတယ်ဒီနေရာမှာအရန်စိတ်ဝင်စားဖို့ကောင်းတာကအာဆင်နယ်အသင်းရဲ့ ပြတ်ချုပ်မီခေးအိုက်တာနဲ့အာဇာထရိုက်တာ3အန်ထရီပါတာတို့ကဒီကစားမော့အရန်သဘောကျနေတယ်အထူးသဖြင့် ဘဲဂျီယောညာချောကောင်းကောင်းအသုံးပြုနိုင်ပြီးတော့ခန်စစ်ဗဟိုမှာဆော့နိုင်တဲ့ဒီစပိန်သားကိုအသင်းရဲ့အားစားဒါရိုက်တာကိုနီးပြချုပ်ကဘောလုံးပေးပို့မှုတွေကောင်းကောင်းခန်စစ်ကနေတည်ကျင်တာဖြစ်တဲ့အတွက်ဒီစားမောက်အနိကက်စောင့်ကြည့်မှုတွေလုပ်နေတယ်ပြီးတော့အွန်စတင်ရဲ့ဖော်ပြသွားရတဲ့ဆိုကြံခဲ့တဲ့ဒဘက်လောက်ကတော့မှအသင်းတာဝန်ရှိသူတွေနဲ့ဒီစားမောက်အီဂျင်ဂျာထဲမှာဆက်သွယ်ပြောဆိုမှုတချို့လုပ်ခဲ့တယ်။ကစားသမားအီဂျင်နဲ့ကလပ်သင်းတွေနဲ့ဆွေးနွေးဆက်သွယ်ပြောဆိုတဲ့ကအရန်ထူးခြားတဲ့အကြောင်းတော့မဟုတ်ဘူး။ဒါပေမဲ့စိတ်ဝင်စားတဲ့ဆိုတဲ့အဆင့်ထက်တော့အများကြီးတာသွားပြီးပြီ။ဆွေးနွေးတယ်ဆိုတာကသဘောတူညီနိုင်တဲ့အစ င်းထိတော့မရောက်သေးဘူး။ဒါပေမဲ့ဒီကစားမကိုအဲ့လိုမျိုးဆွေးနွေးလိုက်ပြီဆိုတဲ့ဟိုဟာဒီကစားမနဲ့ပတ်သက်ပြီးခေါ်ကျင်တဲ့ကလပ်သင်းထဲမှာကိုရီးကဘလောက်စိတ်ဆန္ဒရှိရဲဆိုတာကိုထုတ်ဖော်ပြသရောက်တယ်ပေါ့လေ။အဲ့လိုဆိုတော့အသက်ကခုမှ16နှစ်ပဲရှိတဲ့စပိန်သား။ကြံခဲ့တဲ့တလားလောက်ကကျွန်တော်တခါပြောဘူးရေ။အဲ့ဒါကဝီလျံဆာလီဘာတက်ဆိုင်ရင်ဒင်းဟူဆင်ဆိုတဲ့16နှစ်သားလေးကိုရီယယ်မက်ဒရစ်ကခေါ်ကျင်တယ်ဆိုပြီးကျွန်တော်တခါသတင်းတင်ခဲ့သေးတယ်။အဲ့ဒီဘဲလီကတော်တော်ကိုကျွတ်တာဒီရသည်မှာလက်ရှိဘုံမောက်အသင်းရဲ့ 32ပွဲကံပြီးတဲ့အချိန်မှာပေးကူးက40ပဲရှိတယ်။အဲ့ဒီမှာသူဝင်ဆော့ထားတဲ့ပွဲ20ကတော်တော်လေးပေးကူးနေထားတယ်။ပြီးတော့ဘုံမောက်တင်းရဲ့တရားသည့်ပေးကူး40ဆိုတာဒီပရီးမီးယားလိသူ့ထက်ပေးကူးနေတဲ့အသင်းစုလို6သင်းပဲရှိတယ်။အဲဒါကြောင့်ထိတ်တန်းဆွမ်းဆောင်ရေးပြသထားပြီးတရားသည့်မှာရလတ်ကောင်းတွေလည်းရနေပြီးတော့ခန်စစ်ပိုင်းနဲ့ပေးကူးနေတဲ့အခါမှာတော့သူတို့အသင်းရဲ့ခန်စစ်ကစားသမားတွေကတော်တော်လေးကိုလူကြိုက်များလာတာအဲ့ဒီမှာဘယ်ဘက်အစွန်ကစားသမားဖြစ်တဲ့ကာကစ် ဒီခန်းစစ်ဘိုးမာဆိုရင် तू ကဇာဘာညီနဲ့တွဲပြီးတော့ဟူဆန်ကကောင်းကောင်းလေးခြေစွမ်းပြနေကြတယ်။ तू ကဒီຫນွေကမှရောက်လာခဲ့တာ။ဂျူမင်တက်စီကနေ UO 55တသမ2တန်းနဲ့အရမောင်းကလည်းတော်တော်လေးမြင့်နေ6ပေ6လက်မရှိတယ်။ပြီးတော့အာဆင်နီကဘာကြောင့်ဒီကစားသမားကိုစိတ်ဝင်စားတာလဲ။တော်တော်များတော့ပြောတာပေါ့လေ။ငါတို့အသင်းမှာတိုက်စစ်မှုလိုတာတောင်းမှန်လိုတာကွင်းလေလိုတာဘာကြောင့်ခန်းစစ်သားမိုင်းနဲ့တရင်ထွက်လဲဆိုတော့လာမယ့်ຫນွေရည်ကြရင်ကျွန်တော်တို့ခန်းစစ်ကနေထွက်မဲ့လူတွေအများကြီးရှိတယ်။ ခီဗီယောလက်ရှိချိန်မှာခြေစွမ်းပြရဆိုရင်သူ့အနာဂတ်နဲ့ပတ်သက်ပြီးတွေးမယ်ဆိုရင်ဂေဗီယယ်ပြန်လာရင်သူကကြောင်ပြောင်းအောင်မှာဒါခီဗီယောရဲ့အပိုင်းပြီးတော့လူးစ်ကယ်လီခြေစွမ်းပြနေပြီးတဲ့နောက်ဝက်မှာတီယာနေတို့တိုမီယာဆူတို့ဇင်းချန်ကိုတို့တပြုတ်ကြီးအဲ့လက်ပတ်တနေရာနေလက်သွားဖို့လည်းရှိသေးတယ် ပြီးတော့အာဆင်နယ်သင်းကဂျော်ရဲဟာတူပါဝင်ဒီလိုခန်းစစ်ကစားသမားတွေကိုတောက်လျှောက်လိုက်နေကြတာဖြစ်တဲ့အတွက်သူတို့အနေနဲ့အခြား option တွေဒီလိုဒီနေရာမှာလည်းငွေသုံးသွားဖို့ရှိရဲ့တခုထည့်တွက်ရမှာအာဆင်နယ်မှာနွေရာသီမှာထွက်သွားမယ့်ကစားသမားကြီးများသလိုအလုံနဲ့လက်လွတ်ရမယ့်ကစားသမားတွေရဲ့လောက်ခလာစားလည်းတက်တာသွားတာဖြစ်တဲ့အတွက်အခြားကစားသမားတွေထပ်ပြီးဖြစ်တယ်ပြန်မှာအားသာချက်ဖြစ်လာနိုင်တယ်ဒါကအာဆင်နယ်အပိုင်းပေါ့လေအဲ့တော့တိုက်စစ်မှုတယောက်တိုက်စစ်တောင်ပန်တယောက်ကွင်းလေခန်းစစ်တယောက်ဂိုသမားတယောက်ပြီးတော့ နောက်ဆုံးကြိုက်တော့ဒီလိုမျိုးစင်တာဘက်ဖြစ်ဖြစ်လက်ဘက်ဖြစ်ဖြစ်ကစားမတူထပ်ပြီးဝယ်လိမ့်မယ်ကျွန်တော်ထင်တယ်။အနည်းဆုံးတော့ကစားမသုံးဦးကနေငါးဦးအတွင်းတော့ရောက်လာမယ်လို့တော့ကျွန်တော်ကရည်မှန်းထားပါတယ်။အဲ့တော့ဒီကစားမနဲ့ပတ်သက်ပြီးစာချုပ်ဖြစ်တဲ့ကြီးကတော့ပေါင်တန်း90ရှိရယ်။တခုတော့ရှိရင်စပိန်သားဖြစ်တဲ့အတွက် Real Madrid သားဒီပြိုင်ပွဲတွေဝင်လာမယ်ဆိုရင်တော့စပိန်မျိုးချစ်တဲ့ကစားမကတော့စပိန်မျိုးကိုပြန်တော့ဖို့များနေပါတယ်။ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ David Austin ကဖော်ပြထားပါလေဒါကခိုင်ဘက်နဲ့ပတ်သက်ပြီးဝမ်းသာစရာကောင်းတဲ့သတင်းပါ ကစားမတယောက်ဒဏ်ရာခွဲစိတ်ပြီးလို့ဂျိုင်းတောက်ကူညီမပါမနဲ့စပြီးတော့လက်ကျင်ငယ်လှုပ်လာနိုင်ပြီဆိုလို့ရှိရင်ဒါကကျွန်တော်တို့ပထမဆုံးမျှော်လင့်လို့ရတဲ့ပထမဆုံးခြေလှမ်းပဲအခုဆိုခါရန်ဘက်ကဘာကူညီမမပါပဲလမ်းလျှောက်နိုင်တဲ့အပြင်ကိုမှပထမဆုံးသူ့ရဲ့တဦးချင်း trainee တွေစတင်ပြီးလှုပ်လာနေတယ်အလေးမာတာမျိုးအပြည့်စုံမှာဖြည်းဖြည်းချင်းပြင်ပြီးလမ်းလျှောက်တာမျိုးအပေါ်စားလက်ကျင်ငယ်တွေစပြီးလှုပ်လာနိုင်ခဲ့တယ်အာဆင်နယ်အသင်းတာဝန်ရှိသူတွေကတော့ ဒီယာတီပိတ်နောက်ဆုံးပွဲစဉ်နေပြီးခိုင်ရဲ့ဘက်ကိုအသုံးပြုနိုင်မယ်လို့တော့မှရီမန်းထားဆိုသတင်းတွေတက်လာတယ်။ဒါကိုလည်း David Austin စီကကျွန်တော်ရတာပါ။အဲ့တော့ Divine Training မှာတကောက်ကျော်တန်အကြောင်းခွဲစိတ်ခဲ့ပြီးနောက်ပိုင်းမှာသူကတော့ဒါ February 16ကခွဲစိတ်တာပေါ့လေ။အဲ့ဒီခွဲစိတ်ပြီးနောက်မှာလက်ရှိချိန်မှာတော့ခိုင်ရဲ့ဘက်ကိုအသင်းရဲ့လေ့ကျင့်ရေး Training မှာစတင်ပြီးမြင်တွေ့လာပြီးတဦးချင်း Training ဖြစ်တဲ့အတွက်နည်းနည်းတော့ကြာအောင်ပါ။တလဝဲနှစ်လလောက်ကတော့သူဓာတ်တွေကိုသေချာလေ့ကျင့်မယ်။ပြီးတော့မှမျက်ခင်းစိမ့်တွေကိုမှစတင်လေ့ကျင့်မယ်။ပြီးတော့မှအသင်းရဲ့ Fully Training Squad Light လေ့ကျင့်မယ်ဒါကတစင်ကြီးသွားတာဘူကောက်ဆာကာတုံးကလည်းကျွန်တော်တို့စောင့်ခဲ့ရသေးတာပဲတူးချင်း train ကြီးဆိုတော့အဲ့တော့25နှစ်ရဲ့ဂျာမနီသားကိုကျွန်တော်တို့ပထမမှန်းထားခဲ့တာကဇူလိုင်လလောက်မှပြန်လာမယ်ဆိုပြီးမှန်းခဲ့တာအကယ်၍အာဆင်နယ်သားချန်ပီယံလိဖိုင်နယ်ကိုရောက်ခဲ့မယ်ဆိုရင်ဂျွန်လာတရနေ့လောက်မှကံမဲ့ပွဲစဉ်အမိဒီသားမသည်ပြန်လာနိုင်ရရှိတယ်တချို့တော့မေလ31ပြောပါဘို့လေဒါပေမဲ့မြန်မာစံတော်ချိန်ဘာညာလဲဆိုဂျွန်တရနေ့လောက်သွားကြမှာအဲ့တော့ဒီကစားမသားအဲ့ဒီအချိန်မှာကြာခံမှုအပြည့်နဲ့ဆိုရင်အာဆင်နယ်အတွက်အရန်ကောင်းတဲ့ lucky အထောင်တက်စစ်ကစားသမားတွေတူကိုပြင်ရောက်မဲ့အနေထားပေါ့လေအဲ့တော့ဒီကစားသမားတော့ဒီယာတီမှာဒန်ယာမယခင်ဒီအာဆင်နယ်တင်းအတွက်33ပွဲကစားခဲ့တယ်အဲ့ဒီမှာပွဲထွက်တာပွဲ30တောင်ရှိတယ်3ပွဲပဲအရန်နေဝင်ကစားခဲ့ရတာ15ဝုတ်သွင်းပြီးတော့၄လုံးဖိုင်ထားပါတယ်မနစ်က52ပွဲဝင်ဆော့ထားတယ်14ဝုတ်သွင်းပြီးတော့9လုံးဖိုင်ထားတယ်ဘသူတွေဘာပြောပါခိုင်ဘက်ကတော့လက်ရှိအာဆင်နယ်တင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ဒန်ယာရသွားတာတော့မှရှိနေတုံးပဲအဲသူလွဲချော်တာတွေအများကြီးရှိရရတဲ့ chance တွေကလည်းဂိုးသွင်းခဲ့တာရှိတယ်အဲဆိုခိုင်ဘက်တီ အင်ဂျူရီနဲ့ပတ်သက်ရင်ဒီယာတီကသူ့အတွက်ဆိုတော်တော်လေးကိုမှနိုင်ရများတဲ့ယာတီလို့တော့ပြောလို့ရတယ်။မနစ်ကဆိုလဲကြက်ခုံပြေးတဲ့အသင်းအတွက်ပေးဆက်ကစားခဲ့ရပါဘောလေ။အဲ့တော့ခံရဘက်အခုလိုမျိုးလေ့ကျင့်မှုတွေပြင်ပြီးလှုပ်လာတော့ကြားချားလူတွေတော့မသိဘူး။ကျွန်တော်ကတော်တော်လေးပြောတယ်။ဘာလို့လဲဆိုတော့အသင်းမှာပလေယာတွေခံရဘက်ရှိနေတော့ဘောလေ။ဂိုးသွင်းကြပြီ၊ကန်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီကောင်ကိုဂိုးရစေချင်တယ်။ဘာကြောင့်လဲဆိုတော့အနှိမ်ခံတဲ့လူတယောက်ယာသွားတဲ့ဂိုးကအခြားလူထက်ပိုပြီးချုံမြင်လို့ သူကိုမသိလို့ရှိရင်သူ့ကိုခေါ်ခဲ့တဲ့ပြောင်းရွှေ့ကြီးတွေအိုက်တန်နဲ့ပတ်သက်ပြီးပြောချင်တဲ့လူတွေကတော့ခိုင်ဘက်ကိုအရှိဆုံးကနေတစိုက်ကလေးရှိပါတယ်အဲ့တော့ခိုင်ဘက်ပြန်လာမယ့်နေ့တွေကိုကျွန်တော်တို့စောင့်လိုက်ရအောင်အနည်းဆုံးတော့ကျွန်တော်တို့နှစ်လလောက်ထိတော့စောင့်ရဖို့ရှိနေပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါမာကာဖော်ပြထားပါလေမာကာသတင်းစာရဲ့ဖော်ပြထားချက်ရဆိုရင်တော့စပိန်လာလီဂါကလပ်ရီယယ်မက်တစ်ကသူတို့အသင်းရဲ့နီးပြားချုပ်ကာလိုအက်ဆလော့တီကိုလာမယ့်ရီယယ်မက်တစ်ကွာတာဖိုင်နယ်ဒုတိယကျော်ပွဲစဉ်မှာ အသင်းအနေနဲ့အာဆီနိုကိုမကျော်ဖြတ်နိုင်ခဲ့ထုတ်ပယ်ဖို့ပြင်ဆင်ထားဆိုပြီးသူတို့ကဖော်ပြသွားတယ်ဒီသတင်းအသွားအလာကိုကြည့်တဲ့အခါမှာပထမအကြော့မှာကျွန်တော်တို့အမ်ဘရိတ်မှာရီယယ်မက်ထစ်ကို၃ဂိုးပြည့်နဲ့နိုင်ထားတယ်ဒုတိယအကြော့မှာအဲ့ဒါကိုခံပတ်ပြန်လာနိုင်ခဲ့ရင်တော့ဒီနည်းပြအောင်ဆက်ထားမယ်အကယ်၍များသာအာဆီနိုကိုမကျော်ဖြတ်နိုင်ဘဲနဲ့ကွာတာမှာရီယယ်မက်ထစ်ပြုတ်ခင်တော့ဒါဒီအားလုံးကိုအဆလော့တီကတာဝန်ယူရမယ်ဆိုတဲ့သဘောမျိုးစပိန်သတင်းစာမာကာကဖော်ပြထားပါတယ်အဲ့တော့ဒီသတင်းကကောလာဟလဖြစ်စီတကယ်ဖြစ်စီဘာလို့ဆိုရီယယ်မက်ထစ်လို့ အသင်းမျိုးကိုကင်တူပြီဆိုတော့ pressure အနေနဲ့များရှိမှာဒါတော့မှ Ancelotti လိုမျိုးဝိုင်းရဲ့နီးပြရင်တော့သူ့အနေနဲ့အသက်က65နှစ်ရှိပြီးအီတလီသား2026နွေအထိစာချုပ်သက်တမ်းရှိသေးပေမဲ့လက်ရှိပြည်တွင်းမှာဆိုလို့ရှိရင်လည်း Barcelona အောက်ဒုတိယရမတ်အဖြစ်လေးမှတ်ပဲကွာရတယ်ဆိုပေမဲ့ Spain La Liga မှာဒုတိယနေမှာရှိတယ် Champion League မှာဆိုလည်းနောက်တစ်ဆင့်တက်ဖို့ဆိုသူတို့မှာ900ခိုင်နှုန်းလောက်ပဲရှိတော့ chance ကဘာလို့ဆိုတော့3-6ပြည့်နဲ့ရှုံးလာခဲ့တဲ့အတွက် Copa del Rey မှာဆိုလို့ရှိရင်လည်း28ရက်နေ့မှာဒါ ဘာစီလိုနာနဲ့ဖိုင်နယ်ကြရမှာဒါပေမဲ့ဒါသူတို့ကျွေးဆက်နိုင်မှာဖြစ်မှာဘာလို့ဆိုဒီယာဒီမှာစူပါကပ်ဖိုင်နယ်မှာတော့ငါးကိုနှစ်ကိုနဲ့ဘာစီလိုနာကိုရှုံးခဲ့တာဖြစ်တဲ့အတွက်ဒီဖိုင်နယ်မှာသူတို့ကျွေးထက်တယ်မလားကျွေးထက်ဆက်နိုင်မလားဆိုတာစောင့်ကြည့်ရမယ်အဲ့ဆိုတော့အာဆင်နယ်နဲ့ပွဲစဉ်မှာမထုတ်ဖြစ်ခဲ့လို့ရှိရင်တောင်မှအဲ့ဒီပွဲစဉ်ထိသူ့ကိုအခွင့်အရေးပေးသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာပြောပါရီယယ်မက်ဒရစ်နဲ့အက်ဆယ်လော့ဒီစာခွဲခြားလို့မရဘူး။တစ်ချိန်တုန်းကလည်း200တီလောက်ဒီသေးကိုသူကင်တွယ်ခဲ့ဝယ်ပါလေ။ပါမဂျူဘီ AC Chelsea PSG Bayern Munich Napoli Everton အခု Real Madrid ပြောင်းသွားခဲ့တယ်တကယ့်ကိုအတွေ့အကြုံရင်နီးပြိုင်တယောက်ပေါ့လေအခုတော့ သူ့ရဲ့နီးပြဘွားမှာရီယယ်မက်ဒရစ်နဲ့တဖြည်းဖြည်းနဲ့ကုန်ဆုံးချက်ရောက်လာပြီလို့တော့ကျွန်တော်ထင်တယ်ဘလို့ပဲပြောပြောပါဒီရသည်ဖလားပြိုင်ပွဲလမ်းကြောင်းတွေပေါ်မှာကောင်းကောင်းလေးပိတ်တင်ထားနိုင်ခဲ့တဲ့ Absolute ကိုကျွန်တော်အများကြီး appreciate ဖြစ်ပါတယ်အခုသူ့ကိုကျွန်တော်၃ခုပြတ်နိုင်သွားဆိုရလဲကစားသမားတွေရဲ့ quality ပါလို့ Aida ရဲ့ niceness တွေကိုလည်းကျွန်တော်အသိမဲ့ပြောမှာပေါ့လေအဲပွဲမဆကညာတော့ Absolute နဲ့ Aida ကြာအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Aida တားပေါက်လောက်ပဲရှိတယ်နီးပြအတွေ့အကြုံမရဒါပေမဲ့ Modern Ball Rocker ရဲ့ပြုပြင်ပြောင်းလဲကြတဲ့ niceness တွေအရောကစားသမားတွေရဲ့ တင်းဝော့မိမိနဲ့ကြိုးစားအထုတ်မှုရမှာဟောအာဆင်နယ်ကဂိုးပြတ်နိုင်မှုတစ်ခုပုံဖော်နိုင်ခဲ့ပြီးတော့ควอเตอร์ဖိုင်နယ်ဒုတိယအကြိမ်မှာတော့အက်ဆယ်လော့တီရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးသွားမယ်ပွဲကောင်းတစ်ခုဖြစ်သွားမလားကျွန်တော်စောင့်ကြည့်သွားမှာပါဒီစီဇန်လေးကိုဒီကကူကြီးပုံပြီးတဲ့ရှိုးဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber Phone မှာသူများကို6016633936ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေမှာဖြစ်လို့ဝေပုံငွေချန်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေကိုလုံးဝမလုံးတက်ဆိုရင် YouTube မှာကိုတို့ဘောဘောရှိုးရိုက်ချပြီးကျွန်တော်အားပြုလို့ရပါတယ်အိုက်ဘက်ခွန်ရှိကို Sport Internet 9000လို့မိတူကိုကစားလို့ရနေပါပြီ ကဲနောက်ဆုံးသတင်းတစ်ပုဒ်တော့အာဆင်နယ်သင်းရပေးအပ်တဲ့မက်လာတွက် player of the match ဆိုကိုတော့မီခင်းမိန်တို့ကရရှိသွားပါတယ်။အသင်းအထောင်တိုက်စစ်မှုလိုချက်ရှိတဲ့အချိန်မှာကွင်းထဲကနေတက်ပြီးကစားကြပြီး goal တွေတိုင်းတိုင်းရခဲ့တဲ့မီခင်းမိန်တို့ကတော့တကယ်ကိုမှထိုက်တိုက်တက်တန်ပဲအာဆင်နယ်သင်းရပေးအပ်တဲ့ match မေ match လာတွက်အကောင်းဆုံးဆုကိုရရှိခဲ့ရပါလေ။အဲ့တော့ဒီဆုကိုသူဒီ Chelsea နဲ့ပွဲစဉ်မှာတကောသွင်းနိုင်ခဲ့တယ်။ PSV အသင်းနဲ့ပွဲစဉ်မှာတကောသွင်းတကောဖိုင်နိုင်ခဲ့ပြီးတော့ဒီဟာဒီအာဆင်နယ်သင်းရဆိုရင်36ဝက်မှာ16ဝက်ပြီးတော့နှလုံးဖိုင်ထားပါဗျ။ အသင်းအတွက်ဆိုလို့ရှိရင်တော့ဒါဩဂတ်လတုန်းကဆိုရင်တော့ဘူကာအိုဆာကာရခဲ့တယ်စက်တင်ဘာမှာဒေးဗစ်ရိုင်ယာအော်တိုဘာနဲ့နိုဝင်ဘာမှာဘူကာအိုဆာကာဒီဇင်ဘာလမှာဂါဘရီယယ်ဂျေဆုဇန်နဝါရီမှာဂီဗီယမကာဟီဖေဖော်ဝါရီမှာ တော့အီတန်ဝန်နေနဲ့လက်ရှိမတ်လမှာတော့ဒါမီခေးမိန်တို့ကနောက်ဆုံးရရှိထားပါလေဒီနေရာမှာဈာဖြတ်ပြီးတော့တရင်ကောင်းလေးတစ်ခုပြောပြရရှိပါတယ်အဲ့ဒါကတော့ချန်ပီယံလိဂ်ရွေးချယ်တဲ့10 of the week မှာတော့အာဆီနယ်ပလေယာ3ယောက်လောက်ထိ အကောင်းဆုံးအသင်းမှာပါလာခဲ့တယ်ဒါက quarter fight နဲ့ပထမအကြော့ပွဲစဉ်နေပြီးသွားချိန်မှာအကောင်းဆုံး7ယောက်ကိုရွေးချယ်တဲ့အခါမှာ3ယောက်ပါဝင်လာခဲ့တယ်အဲ့ဒါကတော့ Julian Timma William Saliba နဲ့ Declan Rice ဒီ3ယောက်ပါဝင်လာခဲ့တယ်ကျန်တဲ့ကစားသမားတွေမှာဆိုရင်လည်း PSG က3ယောက် Inter Milan က3ယောက်, Barcelona က2ယောက်ရွေးချယ်ခံပြီးတော့ Arsenal က3ယောက်ရွေးချယ်ခံရပါတယ်။အဲဆို Diaby, အာဆင်နယ်အသင်းရဲ့ချန်ပီယံလီကတော့အရင်ရသေးတဲ့မတူဘဲနဲ့ confident အပြည့်နဲ့တဆင်ကြီးစီကိုအေးအေးဆေးဆေးနီးစင်းနေကြဖျက်တမ်းနေတာကိုတွေ့ရှိရပါတယ်။ဒါနဲ့အပြိုင်ပဲလက်ရှိအချိန်မှာတော့ဒါ Premier League ကမက်လာနဲ့ပတ်သက်ပြီးတော့ Sale of the Month စုကိုတော့ ဒါဂိုသမားဒေးဗစ်ရိုင်ယာကရရှိတော့ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပရီးမီးယားလိပွဲစဉ်မှာတကယ့်ကိုကောင်းမွန်လာတဲ့နှစ်ချက်ဆင့်ပုတ်ထုတ်မှုတွေပါလုံနိုင်ခဲ့တဲ့ဒေးဗစ်ရိုင်ယာတော့အထားနာမည်ကျော်ဂိုသမားတွေပါကြော်ဖြတ်ပြီးတော့ဒီဆုကိုရရှိခဲ့ရပါလေအဲဒီဆုကိုရတာတော့ကြာပြီဒါပေမဲ့လက်ထဲအခုမှရောက်တဲ့အတွက်ထပ်မံပြီးဖော်ပြပြပြတာပါအဆုံးထိကြည့်ပြတဲ့လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ